DNL ကတော့လက်နက်တိုင်လမ်းစဉ်ပဲတနည်းအားဖြင့်တို့နိုင်ငံရေးစကားဝိုင်းမှာမဆိုးနေဘူးငါတို့လက်နက်နဲ့ပဲဆိုးနေမယ်လက်နက်နဲ့ပဲဖြည့်ရှင်းမယ်လက်နက်မှတပါအချမ်းရှိဘူးတိုင်ရတဲ့အောင်ရွေးချယ်လိုက်ဒါ MND ရောဘောအခွက်တိုင်းပြောတာအဲ့လိုမျိုးမလုပ်နိုင်အစားတွေပိုင်တိုင်ပြီးတော့ဒီရဲ့တုတ်ပန်းအောင်ပောက်ပန်းလေးတက်လို့ဖြစ်တယ်ဟုတ်ကြလားအောက်ချီအတက်နဲ့ရင်းပြီးတိုင်ပြီးနေတဲ့ရဲဘော်တွေကိုကိုရဲဘော်ကိုလီးလာကြတယ် ဟိုင်းချရမီဘာပြည်သူညေကိုမော်ရမများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မကျဆလိုက်ပါရတယ်။2025ခုနှစ်မေလ9ရက်နေ့ကျွန်တော်ဘော်ဒိုနေမရပိုင်းမှာနောက်ဆုံးကြားသိရတဲ့တလန်တရီကောင်များစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့အစားဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရတယ်။ကျွန်တော်အယုံဆုံးနေတဲ့ဒီနေ့မနေ့မှာနောက်ဆုံးကြားသိရတဲ့ပေါ့နော်။ဦးပြပြတော်လန်တရင်းကောင်းလေးတွေအယုံဆုံးချစ်လိုက်ရအောင်နော်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာ PDF တပ်ဖွဲ့တွေကိုတတိရှင်းလာခဲ့ကြအသက်ချင်းလဲပြစ်မယ်ဆိုပြီးမှစင်ခေါ်ထားတဲ့ အုပ်ချုပ်ရေးမှုလောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့တည်ဆုံခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မေလ6ရက်နေ့နနေ့6:45မိနစ်ချိန်မှာအုပ်ဖို့မျိုးနဲ့အနောက်ချမ်းမှာရှိတဲ့ဒူးကုန်းရွာမှာနေထိုင်တဲ့ဒူးကုန်းအုပ်စုအုပ်ချုပ်ရေးမှုလောင်းဟာဆိုရင်ထူးချောင်းရွာနဲ့အုပ်ဖို့မျိုးစစ်တော်ထားတဲ့လမ်းပိုင်းမှာဆိုင်ကစီးနေတော့တာယောရီခိုင်တရင်တောင်းရှာနဲ့တခွဲလေးမြောက်ပျောက်ချတဲ့ဖွဲအုပ်ဖို့ကနေပြီးတော့မှတော်လန်ရဲရဲဘော်တွေကနေပြမတနက်ပြခတ်တက်ခိုက်ခဲ့လို့တေဆုံသွားတယ်လို့ကျော်တော်သိရတာဖြစ်ပါတယ်တေဆုံသွားတဲ့အုပ်ချုပ်ရေးမှုလောက်အောင်ဆိုတော့ပြည်သူတွေတန်းကနေပြမစစ်မှုထမ်းခြင်းဆိုပြမ ငွေကြေးချင်းချောက်ကောက်ခံတာတွေစမှုထမ်းခြင်းမပေးတဲ့လူငယ်တွေကိုစစ်တပ်ခေါ်ပြမအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးတာတွေတော်လိုင်းရေးတပ်ဖွဲ့တွေကိုတတိရှင်းလာခဲ့ကြတဲ့ချင်းလက်ပြမယ်ဆိုပြမဆဲဆိုစိန်ခေါ်တာတွေပြည်သူတွေထားနေပြီးတော့မှအကြောင်းမျိုးပြပြမချင်းချောက်ငွေတောင်းမှုတွေလှုပ်ဆောင်နေလို့အခုလိုမျိုးတက်ခိုက်ခဲ့တာလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။နိုင်ရောနော်ဒီလိုမျိုးပြည်သူတွေကိုချင်းချောက်ပြီးတော့မှနိုင်ချင်းဘူးကြနေတဲ့အုပ်စုတွေကတော့ကျွန်တော်တို့ခုဆိုရင်တော်လိုင်းရေးဘော်တွေကနေပြမပဲ။ ပြက်ခတ်ရှင်းလင်းနေတာဖြစ်ပြမဒီလိုမျိုးအုပ်စုတွေကျွန်တော်ပြည်သူတွေရဲ့ပေါ့နော်နေ့တစ်ပိုက်မှာရှိတယ်ဆိုတော့နေ့ဆက်ရတော်လိုင်းရဲ့တဖို့ဝင်နေစီမှာအလီမြဆုံအချောင်းတက်ကြားတင်တယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ဒီနေ့ကနေတက်ပြတော့မှပြောလို့ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကမြို့နယ်မှာမေလ9ရက်ကတိုက်ပွဲတွင်စစ်ကောင်စီတပ်တေဆုံးမှုအများပြားတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ဖားကနေတာကိုအင်အားလုံးနဲ့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲတွေဆက်တက်ဖြစ်ပွားနေပြီးတော့မှအခုဆိုရင်ကျွန်တော်မနေ့က ဖကလမ်းမှာဖြစ်တဲ့တိုက်ပွဲမှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်တေဆုံးရလို့ပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့ပြည်သူစစ်တွေအရဆိုရင်ဖကဒေတာပြန်လည်စုမနိုင်ဖို့ဟန်ရနဲ့ချီတုံးပြီးတော့မှအခုဆိုရင်စစ်ကြောင်းထိုးလာလို့ပေါ့နော်။ကဲကန်းနေပြန်တော့မှပြန်လည်ခုခံတိုက်ခိုက်နေတာပြန်တော့မှကျောရဖာကနဲ့ဘုံမြို့မှာဆိုတော့တိုက်ပွဲတော်တော်လေးပြင်းထန်နေတယ်လို့သိရတာပဲဖြစ်ပါတယ်။ KAI PDF ပုံတဖို့နဲ့ကနေပြီးတော့ဖာကမြို့ကိုအလုံးစုံထိန်းချုပ်သိမ်းပိုက်နေဖို့စ조사နေတဲ့အချိန်မှာတစ်ဖက်မှာစစ်ကောင်စီကနေပြီးတော့မှအင်အားရချီတုံးပြီးတော့မှဖာကကိုတစ်ဖက်လက်နဲ့ပြန်ပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့အခုဆိုရင်ကျတို့လာရှုမျိုးကိုစစ်ကောင်စီကနေပြီးတော့မှတရုတ်ဖိအားနဲ့သူရက်ယူပြီးတဲ့နောက်ပိုင်းမှာကျန်တဲ့ပေါ့နော်ကျွန်တော်တို့တော်လိုင်းတဖို့မနေထိန်းချုပ်ထားတဲ့နေရာတွေကိုလည်းဒီတရုတ်ဖိအားနဲ့ပဲပြန်ပြီးတော့မှမိုက်ချေခွင့်နေတယ်ဆိုတဲ့အကြောင်းကိုကျတို့ပြောပြထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘလိုမျိုးတွေပြောထားမလဲဆိုတော့ကျတို့ဆက်ကြည့်လိုက်ရအောင်နော်အဓိကအနည်းဆုံးမြန်မာနိုင်ငံထိုင်းနိုင်ငံတွေဘုတ်ထဲမှာဖြစ်ပါတယ်ဒီကုန်ပစ္စည်းတွေကို made in china တွေဗမာပြည်မှာပေါ်ချင်းတော်ချင်းဝင်လာပါတော့ဖြစ်ဒါကြောင့်မို့ သူဒီကုံတွေကြီးလမ်းကြောင်းတွေကိုလုံးဝစစ်ပစ်မခံလဲသူ့ရဲ့ဩဇာလွှမ်းမိုးတဲ့တပ်တွေကိုတင်းတင်းကြပ်ကြပ်ဖိအားပေးနေတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပထမဆုံးကစစ်စင်ရေးဖြူဟာလို့ပဲပြောပြောကျွန်တော်ရည်မြော်ချက်လို့ပဲပြောပြော MND ကလေ MND ဒီလာရှိုးအပအဝင်ပေါ့လောက်ကိုင်းကလာချိုးတကြုံလို့တိမ့်ပတ်ထားပြီးထောက်ထားတဲ့အချိန်မှာ DNA လေးနဲ့ပူအောင်တက်ပြီးဒီပြင်ဦးတွေကိုစစ်စင်ပြီးပြင်ဦးတွေကိုတိမ့်ပတ်မန္တလေးကိုစစ်ချီမယ်ဆိုတဲ့ ။ဘာလို့အထပ်ပိုင်းပြူအောင်တိုက်ပွဲကြီးဒါချိုးပြန်လေ PLI ကို PLI ရတဲ့အတွက်ပျက်စီးသွားပါလေ။တရောင်းစားသလိုပဲတောင်းတောင်းဖင်ခံပြီးပဲတောင်းတောင်းပေးလိုက်ရတာပဲဖြစ်ပါလေ။အဲ့တော့တရုတ်ဟာအင်မတန်အန်ဒီအကြီးရဲ့အဆင့်ကိုရောက်လာနေတယ်လို့လာရှိုးမှာတရုတ်ကဝင်ရောက်ဆွတ်ဖက်မှုဟာပြင်းပြင်းထန်ထန်လုံလုံကျွတ်ကျွတ်ကိုလှုပ်လာတာပါ။ဗမာရဲ့အချုပ်ချာအာဏာပေါ်ကထိပါလာတဲ့အခြေအနေမျိုးပါ။ဒါပေမဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့အိန္ဒိယနိုင်ငံတွေအပါအာဆီယံနိုင်ငံတွေကလည်း ဘာသမ်းမှမထွက်ရဲပါဘူးအချုပ်ချာအာနာသူတို့ဘာရဲ့အချုပ်ချာအာနာကိုဝင်ရောက်ကျူးကျော်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးဘသူမှလည်းကုလသမဂ္ဂမှာမကန့်ကွက်ချဘူးကုလသမဂ္ဂမှာလည်းဘာသမ်းမှမထွက်ရဲကြဘူးအဲ့တော့ဘသူစီမံမျောလင်းလို့မရဘူးကျွန်တော်တို့ပေါင်းကြမှာရလိမ့်မယ်မပေါင်းလို့မဖြစ်ဘူးညီမတို့ရေဘသူနဲ့ပေါင်းမှာပါလေကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေ NUG နဲ့ TNL ပေါင်းဖို့ပေါင်းရပါလိမ့်ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေ NUG နဲ့အေးအေးပေါင်းကိုပေါင်းရပါတယ်ဒီမှာဆရာလေးမျက်ကျော်ပြောထားတဲ့အတိုင်းပဲကျတော်ခုဆိုရင်တရုတ်ဖီးယားတဖြစ်ဖြစ်တဲထက်တဲပို့ပြီးတော့မှကြီးထွားလာတော့မလို့စစ်ကောင်စီကနေပြီးတော့မှလည်းကျတော်တော်လိုင်းတဖုံတွေပုံမှာအခုဆိုရင်မိုက်ကြီးခွဲပြီးတော့မှဘုံကျတဲ့ခက်မှုတွေလို့ဆောင်နေပြီဆိုတော့ကြောင်းလဲတည်ရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျတို့တော်လိုက်ပချမ်းကနေပြတော့မှအန်ယူဂျီပါဝင်ဂျန်တဲ့တိုင်းတားလဲနဲ့ခိုင်တပုတ်ဝင်နေစုစည်းပြီးတော့မှချင်းချင်းစီလုံးညာစာနဲ့ပါနော်စကောင်စီကိုအလင်းမြန်ဆုံးဖြိုချဖို့လိုအပ်နေတာဖြစ်ပြီးတော့မှတေးအနေနဲ့ကတော့သူတို့ ဒီအချိုးစီးပွားတွေကိုမထီမချင်းစစ်ကောင်စီကိုပေါ်တင်ထောက်ခံနေုံပဲဆိုတော့ကျွန်တော်တွေ့ရတယ်ပဲဖြစ်ပါတယ်။လာရှိုမျိုးတာမခမိုးကိုမျိုးပေါ်လဲပေါ့နော်။အခုဆိုရင်တင်နေလကနေပြီးတော့မှစစ်ကောင်စီတောင်ပြန်လဲလွဲပြောင်းဖို့ဖို့စလစ်ပြပေးလို့ဆောင်မှုတွေရှိနေတာပြပမတင်နေလကနေပြီးတော့မှစစ်ကောင်စီထံမှမနေနိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုထားတာမလို့ပေါ့နော်။အခြေအနေတွေကတော့မကြခင်မှာတော့ဒီတစ်ပို့ပြီးတော့မှတင်းလာဖို့ရှိတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွင်လည်းအချော်ထဲရောက်နေတာတောင်မှကောင်းစားနေတဲ့စစ်ခွေးဘူကြီးတကောင်ရဲ့အကြောင်းကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်တို့စစ်ပီရမချိလဲရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်လေးကစကားတန်အစီအစဉ်အနေနဲ့တက်မတော်လေးရဲ့စစ်နဲ့အင်ဂျင်နီယာအကြောင်းကစစ်တီတဝီးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတက်မတော်လေးရဲ့စစ်နဲ့အင်ဂျင်နီယာအကြောင်းကစစ်တီတဝီးဖြစ်ပါတယ်ကျွန်တော်တို့အကြောင်းကဘူကြီးရဲညင်နေနိုင်ရဲ့အကြောင်းကိုပြောပြခြင်းလို့ပါဘူကြီးရဲညင်နေနိုင်ဟာလောင်ကစားလုပ်ငန်းထဲမှာရှေ့ရာတွေထည့်ထားပါတယ် အခုအချိန်တွင်လည်းသူကစစ်ပီးမှုနဲ့တမတော်လျက်စင်းနဲ့အင်ဂျင်နီယာအကြောင်းရဲ့ဗဟုကင်းမှာအချုပ်ကျနေကြောင်းသိရှိရပါတယ်။ကျွန်တော်ကမန္တလေးကဆွဲတော်ဘုရားမှာလုံခြုံရေးကာလကသူခေါင်းဆောင်အဖြစ်တာဝန်ကျစဉ်ကသူ့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့ရတဲ့စစ်တီတဦးဖြစ်ပါတယ်။လုံခြုံရေးကာလမှာလည်းသူကလောက်နေတာစစ်တီတွေအပေါ်အနိုင်ကျင့်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဆွဲတော်ဘုရားဝင်ဈေးတွေရှိမှအဖြစ်အရွယ်လောက်ရှိတဲ့စစ်တီတွေကိုလည်းထိုးကျိရိုက်နှက်အနိုင်ကျင့်ခဲ့ပါတယ်။အခုအချိန်တွင်လည်းအချုပ်ခန်းထဲမှာလောင်းကစားလုပ်ငန်းမှာရတဲ့အမြတ်ငွေတွေကို လာတိုင်းကိပေးနဲ့ထုတ်ယူနေကြောင်းကျွန်တော်မိတ်ဆွေမှတစဉ်သိရှိရပါတယ်။အချုပ်ထဲရောက်တဲ့အချိန်အချင်းပြတ်တဲ့အရာရှိအကြောင်းအထက်ကတည်အောင်တင်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကတည်အောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တွေရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မဆေဘောက်ကနေတစဉ်ဆက်ပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလုံးဝပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ဆိုတော့ဒီစကောင်းစီဘူကြီးရတော့ပေါ့နော်အခုဆိုရင်လောင်စာဝိုင်းနေမှာ share တွေဝင်လာပြတော့မှအချင်းကြနေတာတော့မှဒီကောင်ကတော်တော်လေးကိုဒီထောနေတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ဒါကတော့စကောင်းစီရရှိရနေပြတော့မှသူတို့နဲ့ပဲတိုင်းမှာသူတို့ရဲ့လောစာကုန်တွေတတ်တတ်ရှိတာပြတော့မှအောက်ချိန်မီတာစုနေရဲ့အချိုးခန်းစာကုန်တွေတော့မှရဲယူထားတာကိုကြည့်ချင်အဖြစ်ဒီကောင်တွေကဘယ်လောက်ထိရုံးမအောင်တန်းချလဲဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒီစစ်ပြေးအုပ်စုတွေအနေနဲ့ကတော့ခုဆိုရင်ကျွန်တော်တို့တော်လိုင်းပြည်သူတွေအပေါ်မှာဆက်လက်ပြတော့မှရုံးမဖို့ကြိုးစားနေတော့မှပြတော့မှ ကျတို့ဖန်စီရမိတဲ့အချိန်ကြားမှာဒီကောင်တွေကကိုယ်ကမြင်လေးနဲ့ပေါ့နော်အသက်ချမ်းသာပြပါဆိုတဲ့ပုံစံမျိုးတွေထိလှုပ်လာတာမလို့ပြည်သူတွေကတော့ခုဆိုရင် account တွေကိုစံကုန်တဲ့ subscribe မှာအရှင်မထားတင်ဖို့ဆိုတဲ့ matching ပေးမှုတွေလည်းများစွာထွက်ပေါ်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ် video တဘို့အနေနဲ့ဒီဘောမိုက်ကကြော်ဆိုးကနေပြီးတော့မှ TNL ကနေပြီးတော့မှတရုတ်ကိုပေါ်တင်စန့်ချင်လိုက်ပြီးဆိုပြီးတော့မှပါနော်ဘလို့ပဲဆောက်ရပြောထားတဲ့ဟာလေးကျွန်တော်တို့စစ်ပြီးတော့မှချစ်လဲရတရုတ်ကို TNL ပဲပစိုးလန်ပြလိုက်တယ်ဒီလက်တက်ကနေအဖွဲ့အရတော့တရုတ်နဲ့မကင်းဘူးတရုတ်ရဲ့ တရုတ်နဲ့မကင်းရမကင်းချောင်းနေပဲလက်ရှိတော့ကျွန်တော်တို့ဒါ TNL ကတော့တရုတ်ကိုပစိုးလံပြလိုက်တယ်ပစိုးလံပြလိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီ TNL ရဲ့မဟာမိတ်တွေက MMDA ဝါ USA ဒါက TNL ရဲ့မဟာမိတ်အဲ့တော့တရုတ်ရဲ့မဟာမိတ်လည်းဖြစ်တယ်တရုတ်ရဲ့မွေးစားသားတွေကလည်းဝါ MMDA အဲ့တော့ဒီ MMDA က MMDA ကတရုတ်ကိုတော့တို့ကပစိုးလံပြလိုက်တယ်ပစိုးလံပြလိုက်တယ်ပဲလက်ပြီးလက်မောင်းတန်းတားလိုက်ပေါ့ဒါဆိုရင်တရုတ်ရဲ့မဟာမိတ်တွေဖြစ်တဲ့ဝါနဲ့ MMDA ကရောဘယ်လိုသဘောထားရှိလဲဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ TNL ရဲ့တော့ရှင်းတယ် တို့တိုင်းသားတွေမျိုးတွေတမျိုးမှပြန်မပေးဘူး။နံပါတ်1တရုတ်ကမြန်မာပြည်မှာဝင်ရောက်စစ်ပတ်မှုကိုတို့လုံးဝလက်မခံဘူးကန့်ကွက်တယ်ဆန့်ကျင်တယ်တရုတ်သဘောတော်ကိုဆန့်ကျင်တယ်။နံပါတ်3စစ်ကောင်စီချုပ်ငြိမ်းရေးပေါ့ဗျာတို့ကလည်းစစ်ကောင်ချုပ်ချုပ်ငြိမ်းပေါ့တနည်းအားဖြင့်ကျွန်တော်တက်မလို့ချုပ်ငြိမ်းနားစကချုပ်ငြိမ်းပေါ့ဗျာတို့ကြွကြတာပေါ့အဲ့ဒါတို့ဆက်လက်ပြီးတော့တိုက်ပွဲဖော်ဆောင်မယ်နောက်ကကျွန်တော်အန်ယူဂျင်နဲ့စေရေးပူပေါင်းမယ်အဓိကဒါပဲအဓိကဒါပဲအဲ့တော့ DNL ကတော့လက်နက်တိုင်လမ်းစီပဲတနည်းအားဖြင့်တို့နိုင်ငံရေးစကားဝိုင်းမှာမဆိုးနေဘူးငါတို့လက်နက်နဲ့ပဲဆိုးနေမယ်လက်နက်နဲ့ပဲဖြည့်ရှင်းမယ်လက်နက်မှတပါအချမ်းမရှိဘူးတိုင်ရတိုင်အောင်ရွေးချယ်လိုက်ပြီ သူလက်နက်နဲ့ပဲဖြည့်ရှင်းမယ်အဲ့လိုအဲ့လိုဆိုတော့ကျွန်တော်လက်ရှိတီတီ NL ရဲ့အခြေအနေကဒီနောက်ချိုးတို့တီဘောတို့ကြောက်မဲတို့ဆိုတာတမိုင်းကြောင်းအရာတမိုင်းကြောင်းအရာကျွန်တော်တို့ဒီရှမ်းဆော်ဝါးရဲ့ဘိုးစင်ပေါ်ဆက်အုပ်ချုပ်ခဲ့တဲ့နေမြေတီရှိခဲ့တဲ့နေမြေတီရလင်းလေးလက်ပတ်သက်တဲ့အမွေနှစ်စာပေရင်ကျမှုအမွေနှစ်ဒီဒေတာမှာဘာတစ်ခုမှမရှိဘူးတကယ်ဒီနေရာရဲ့ဌာနေမျိုးရင်းကရှမ်းတိုင်းရတာဖြစ်တယ်သူတို့ရဲ့မျိုးရင်းမဟုတ်ဘူးသူတို့ကကျူးကျော်လာတာဘယ်သူကကျူးကျော်လာလဲဆိုတာခင်ဗျားတို့သိအောင်ဘယ်သူကကျူးကျော်လဲဆိုတာအဲ့တော့ တီယန်ညာလေးကတော့ကျွန်တော်တို့စေရေးကိုရွေးသွားပြီပေါ့ဗျာအဲ့ဒီနောက်ပိုင်းမှာအဲ့ဒီနောက်ပိုင်းမှာတက်မတော်ကမိုးကုတ်တို့ဗျာမိုးကုတ်တို့အဲကြောင်မဲပြီးကျွန်တော်နောက်တစ်မြို့ရှိတယ်မိုင်းငေါ့မြို့အဓိကကွန်စလန်ရွာကွန်စလန်ရွာကိုလည်းကျွန်တော်ဘုံကျက်လိုက်တယ်အဲ့တော့တက်ကတောက်ချောက်ကျွန်တော်ဘုံကျက်မှုတွေတောက်ချောက်လုပ်နေတယ်အဲ့တော့တက်မတော်ကကြောင်မဲကိုလည်းဘုံကျက်တယ်မိုးကုတ်ကိုလည်းဘုံကျက်တယ်ပြီးကျွန်တော်တို့မိုင်းငေါ့မြို့အဓိကိုလည်းဘုံကျက်တယ်တက်မတော်ရဲ့ဘုံကျက်မှုတွေကသူတို့စကားကိုမထီဘူးလို့ဟောတယ်သူတို့စကားကိုမထီဘူးပြည်သူလူတို့ကမထီဘူး အဲ့ဒီလိုလုပ်တယ်။အော်မသိရင်တက်ဘလောကကျွန်တော်ကွင်းမီမြဲကျဲပလိုက်တယ်လို့လို့တက်ပြီးမြဲကျဲလိုက်တယ်လို့ပေါ့ဗျ။ဘယ်နေရာကျဲလဲတော့ကျွန်တော်မသိဘူး။ကျွန်တော်လည်းမမြင်ဘူး။အဲ့တော့ TNL ကတော့တက်မွေဘုံချုံမှုကတို့တနေရာမှမရှိဘူးလို့ပြောတယ်။ team တို့တို့ကသိလိမ့်မယ်။အဲ့တော့အဲ့တော့ကျွန်တော် TNL ရဲ့အနာဂတ်ကဘာကြီးဆက်ဖြစ်မလဲသူတို့ချိန်မုန်းခံရလိမ့်မယ်။ကျော်ဆိုကတော့ TNL ကိုဒဲကိုစင်ခေါ်လိုက်တာနော်။ TNL ဘက်ကနေပြတော့မှအရင်ရက်ကတရင်စာရှင်လင်းပွဲမှာတယောက်အနေနဲ့သူတို့ရဲ့ဖီးယားကတော်တော်လေးကိုကြီးတာမို့လို့ကျွန်တော်တို့ဒီတော်လိုင်းတဖို့ဝင်နေတဲ့သူအဆုံဆုံးဒီစကောင်စီကိုမပြုတ်မချင်းပါလားတိုက်မယ်ဆိုပြီးတော့မှချွေးကြော်ထားတာပဲဖြစ်ပါတယ်။ဒါကိုဒီကောင်တွေကနေပြတော့မှ မနာလိုဂျီဝင်ပြီးတော့မှတီအိုအောက်ကနေအခုဆိုရင်ကျင်းတယ်လူကိုသူတို့အနေနဲ့အဆုံးစွန်ထိအမြင့်ပြတ်ချေမုံမယ်ဆိုတဲ့ပုံစံမျိုးတွေတိပြောဆိုထားတာမို့လို့ဒီမြောက်လိုင်းတို့အုပ်စုအနေနဲ့ကတော့မကြခင်မှာကျွန်တော်တို့တော်လန်တပေါင်းစုတစ်ခုအနေနဲ့အမြင့်ပြတ်ချေမုံခိုင်းရမယ်ဆိုတာတော့ပေါ့နော်ပြောလို့ရနေတာပဲဖြစ်ပါတယ်တီအိုမကားလို့ရုရှားအနေနဲ့ကျွန်တော်တို့အခုဆိုရင်တော်လန်ပီတိုတွေနဲ့သူကျွန်တော်တို့ဒီတော်လန်ရင်းမှာတော့တကယ်ကိုစီးလုံးပြီးတော့မှတိုက်ခိုက်နေကြတာမို့လို့မကြခင်မှာတော့မိဘပီတိုတွေမျောမှန်းထားတဲ့တော်လန်အောင်ပွဲတဲ့တွေတွေကတော့ကြားဖို့ရှိနေတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ဘောမဆိုဝင်ရတယ်ပြတော့မှာပဲအရင်ရက်တွေကသူတို့ဘောမချင်းချင်းခိုက်တဲ့ပွဲမှာသူ့ကိုပါနော်ဒလန်ပြတော့မှဒီကောင်ကမန္တလေး PDF ကဆိုတဲ့ပုံစံဆွဆွဲမှုမျိုးတွေကြားနေရလို့ဒီကောင်ကနေပြတော့မှာအဲ့ဒီမင်းသားကြီးတို့အိုးစုကိုဘယ်လိုမျိုးပြန်ဆော်ထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်လက်ရှိအခြေအနေကတက်မတော်အခြေခံပြည်သူများအနေဖြင့်ပေါ့နော်သူကဆွမ်းနာစကားပေါ့အမုန်းတရားကိုနော်အောက်ခြေမှာဒီလိုအဲ့လိုမျိုးတွေလုံနေတာကတော့မကောင်းဘူးပေါ့ဗျာအဲ့ဒါကိုနော်အဖေကိုချစ်လာပါပြီလေအဘကကြိုကြီးကိုချစ်လာပါပြီဆိုရင် ဒါတွေကိုပေါ်ထုတ်ရမယ်ပူပေါင်းပြီးတော့နော်ဝင်ကြီးဌာနအောက်ကတိုင်းပြည်ဒီလိုဖြစ်နေတဲ့အချိန်မှာမြေပြူဆိုင်တွေဆရာအကြိုက်တွေဆိုတဲ့ဝန်ထမ်းစုပ်ဝန်ထမ်းပဲ့ဝန်ထမ်းရုပ်အောက်တန်းသားတွေရဲ့လောက်ရတွေကိုဒီအချိန်မှာနော်အချိန်နဲ့တပြင်းကြီးနော်ပေါ်ဆောင်ပြီးတော့မှ တိုင်းပြည်ကိုတန်ရှင်းတဲ့ဝန်ထမ်းဖြစ်အောင်တန်ရှင်းတဲ့တက်မတော်ဂျဲမှာနော်တန်ရှင်းတဲ့တက်မတော်ဒဲမှာပေါ့နော်ညစ်ပတ်နေတဲ့အမိုက်တွေကိုကျွန်တော်တို့ရှင်းရမယ်အဲ့ဒါကဘာခါကြိုးကြည့်လို့ဘာတူးကြိုးပြောရဲတယ်နော်ဘာဗိုလ်ချုပ်ကြီးဦးရဲဝင်းဦးတို့နော် အဘဘူချုပ်ကြီးဦးညိုစောတို့အဘဦးချုပ်ဘူချုပ်ကြီးဦးအောင်လင်းတွေတို့ဦးကျော်စွာလင်းတို့နော်ပြည်ထဲဝန်ကြီးချုပ်ဦးထွန်းထွန်းအောင်တို့နော်ဟိုပြည်ထဲဟိုရဲချုပ်ကြီးဦးဝင်းစောမိုးတို့တိအောင်နော်ကိုကပြောရမယ်နော်ဒီလိုဝန်ထမ်းစုပ်ဝန်ထမ်းပြတ်တွေအောက်မှာရှိတဲ့ဘလူသေးသေးငတိမာရင်ပြီးတော့စစ်တိုက်ရတဲ့စစ်သားတွေမျက်နှာမှာပြတ်မကြည့်ပဲနဲ့အောက်မှာနော်လူတယောက်ကိုဆွဲရင်အကုန်နာတယ်နိုင်ငံလဲနာတယ်တက်မတော်လဲတိတ်ခါကြတယ်နော်ရဲတပ်ဘုတ်ဝင်လဲတိတ်ခါကြတယ်ပြည်သူစစ်လဲတိတ်ခါကြတယ် ပြီးလို့ရှိရင်ထင်တိုင်းနဲ့မပေါက်တော့ဘူးတိုင်းပြည်ကဒီလိုပဲလုံးလည်းချပဲလိုက်နေတယ်နော်ကုန်စည်လုံးတွေတက်နေတယ်နော်ဒီကိတ်မှာငွေယူပြီးလွတ်ပေးမှာတော့သွားပြီပေါ့ကုန်စည်လုံးကကြီးပြီပေါ့အဓိကကုန်ပစ္စည်းရောက်သွားရင်ငွေနဲ့ဝယ်ရတာလေဗျာနော်အဲ့ဒါကြောင့်မလို့နော်ဥဥပမာတကူချစ်ဖေးတွေချစ်မေတွေမလုံးနဲ့နော်ငါကဘုသူသားပါလို့ငါကဘွေသားသားငါဖေးမလုံးနဲ့အဖေကိုတကယ်ချစ်တယ်မလားအဖေကိုတကယ်ချစ်တဲ့သားကခွန်အားကိုပြရတယ်ပါလေဒီလားဦးမင်းအောင်လိုင်းကိုတကယ်ချစ်တယ်ဆိုရင်ကို့မှာရှိတဲ့ခွန်အားကိုပြပြီးတော့မှဦးမင်းအောင်လိုင်းအတွက်အားတစ်ခုဖြစ်အောင်တို့ တိုင်းပြည်အတွက်ပေးဆက်ရတယ်။အင်းမှန်လားအဖေကိုတကယ်ချစ်တဲ့သားအားပြပြီးတော့မှအဖေနေရာမှာကိုကတက်နိုင်တဲ့ဘက်ကနေပြီးတော့မှပါဝင်ရတယ်ပူပေါင်းရတယ်။နော်ဖေကိုကူညီရတယ်ဖေကရေခတ်နေသားထိခွေရတယ်။မှန်လားနော်မှန်လားတစ်ချက်ကရေချစ်ဖေချစ်မေလှုပ်လို့မရဘူး။နော်နော်မင်းတို့ချစ်ဖေချစ်မေလို့လှုပ်တဲ့လူတွေတတိတာဓာတ်ပုံကြီးနောက်မှထားပြီးတော့မှလိုင်းပေါ်တက်တဲ့လူတွေတတိတာဘွေရတော့ နာမည်ကို꿰ပြတော့မှာပေါ့နော်အခုဆိုရင်တဲကိုပြောလိုက်တာဖြစ်တယ်ဒါတော့သူပြောချင်တာကတော့ဒီမင်းသားကြီးဆိုတဲ့ဘောမတကောင်ရဲ့မမူးမူးခိုင်ဆိုတဲ့ပေါ့နော်ဒီဘောမနေရောက်ကနေပြတော့မှာဇော်ဘင်းနဲ့အခုဆိုရင်ပြင်ဆိုင်တက်ခတ်မှုတွေပြုလုပ်ခဲ့ပြတဲ့နောက်ပိုင်းမှာသူတို့ဒီဘောမရက်ွက်အယုတ်ကိမှုတွေကိုကျွန်တော်မြင်ခဲ့ရတာပြတော့မှာအခုဆိုရင်ကျွန်တော်ဒီစစ်ကောင်စီရဲ့နတ်စီဒီယမ်တွေကတော်တော်လေးကိုကျင်းပြချစားပြတော့မှာထင်းနေချဲလို့ဆောင်နေတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဆုမဖြောဆိုလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုပ်ပေါ်ကရောင်းနေပြတော့မှာ PDF တွေကိုဘယ်လိုမျိုးအားထုတ်စင်ကိုပြောဆိုထားမလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ခရီးထွက်နေပေါ့နော်ခရီးထွက်နေတယ်ဥစဉ်ဒါခရီးထွက်နေတယ်ဥစဉ်ရဲ့အနာဂတ်မျိုးဆက်တွေကိုရင်လေးတွေကိုလည်းစတင်လိုက်လိုက်ပူရင်းနဲ့ဝင်စရာရှိတဲ့နေရာလေးတွေကိုလည်းဝင်ရင်းပေါ့နော်တွေးစရာရှိတဲ့လူကြီးတွေကိုလည်းဝေတွေ့ရင်းဥစဉ်ကဒါခရီးထွက်တာ၄-၅ရက်လောက်တော့ကြာမယ်ထင်ပါလိမ့်မယ်နော်လည်းငါရောက်တွေ့မှာဥစဉ်တိုင်းပုံမှာမတွေ့လို့ရှိရင်အမျိုးတွေစိတ်ပူနေမှာဆိုလို့ဒါကြောင့်အမျိုးတွေကိုပေါက်ကိုတော့ကိုထင်ပြပြီးမှပြောရခြင်းဖြစ်ပါလိမ့်မယ်နော် ဒီလုံလမ်းကြောင်းဆိုတော့လေလုံကြုံရင်းရာရောကျန်တဲ့ဟောရောအနေနဲ့အရာရောပေါ့နော်ကိုတက်လူရဲ့လုံကြုံရင်းရာရောအားလုံးအတွက်ရောပေါ့အားကြောင့်ဦးစင်းကဒီအထက်မှာလိုင်းပေါ်မှာမှမတွေ့ရင်စိတ်မပူကြဘူးကြောင်းနေတာနော်ငါပေါ့တော့အားလုံးစိတ်ချမ်းသာကိုကြီးချမ်းသာခြင်းမနဲ့ပြည့်စုံပြီးအန်ဒီရကင်းလို့ပေးရှင်းကြပါစေဗျာဦးစင်းတို့မြန်မာနိုင်ငံကြီးလည်းအများဆုံးငြိမ်းချမ်းအေးချမ်းစေခြင်းလို့လို့အေးလည်းအေးချမ်းတော့မလို့ထင်ရပါတယ်ဗျာနော် PDF အများစုလည်းအများဆုံးတိထက်မှာကပို့ပြီးမှ အမြင်မှန်ရပြီးမှအလင်းဝင်ကြဖို့လို့ဦးစင်းမင်းသားရက်ခံလာတောင်းဆိုခြင်းဖြစ်ပါဗျာနော်မင်းသားရက်ခံတောင်းဆိုတယ်တောင်းဆိုခြင်းဖြစ်တယ်ဆိုတော့ဦးစင်းအတွက်မဟုတ်ပါဘူး PDF တွေရပမာလူမျိုးအများစုဖြစ်တယ် PDF တွေရရှေ့တန်းမှာရောဒီနေရာဒေါက်တာဖမ်းဖမ်းမှာဖိနှိပ်ခံရတဲ့အရာတွေနှိပ်စက်ခံရတဲ့အရာတွေလူမတိတူမတိအတက်ခံရတဲ့အရာတွေကိုဟိုပါဘောနော်ကြားတိမြင်တိနေရတဲ့အတွက်ကြောင့်စေမကောင်းမိတဲ့အတွက်ကြောင့်ဦးစင်းကခုလို PDF တွေ အများအတ္တိတရားရှိပြီးအတ္တိတရားတွေရပြီးမှအမြင်မှန်ရပြီးမှပျော်ရွှင်ခြင်းကြောင့်မိသားစုလေးတွေနဲ့ပေါင်းစည်းပြီးမှတွေ့ဆုံပြီးမှပျော်ရွှင်ပျော်ရွှင်ခြင်းဆိုတဲ့လူ့ဘဝခဏလေးမှာပျော်ရွှင်ခြင်းကြောင့်မိသားစုနဲ့ပျော်ရွှင်ခြင်းဆိုတဲ့အရာလေးကိုအပြည့်အဝရသခြင်းလို့ဒါဦးစင်းက PDF လေးတွေပေါ်အများဆုံးအလင်းဝင်မှုဆိုတာကိုပြောပြခြင်းဖြစ်ပါတယ်ဗျအားလုံးဒါပါပဲဗျပြောလိုက်ရင်ကြီးကြီးကျယ်ကျယ်နဲ့ငါပေါ်ရနိုင်ပြီတော့မှ PDF တွေကိုအလင်းဝင်ဖို့တဲ့နော် တကယ်တမ်းကျတော့စခွေးတွေကတော့ကျွန်တော်တော်လိုင်းအပြတော်သားတွေစီမှာအလေးဝင်ခလုံးလာကြတာဖြစ်ပြမှာတမိသားဆုံနေရဆိုရင်နေ့စဉ်နဲ့မြကျွန်တော်ပဲချောင်းခလုံးချင်းလုံးလို့ကိုစစ်တွေလာဆိုတဲ့ဒုနဲ့တဲကိုရှိနေတာကိုလည်းဒီကောင်ကနေပြတော့ဖုံပြီးပြောဆိုထားတာဖြစ်တယ်ဒါတော့ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပြီးသူတွေကြားထဲမှာဒီတော်လိုင်းရပါเนาะအထာမမရောက်တော့ဘူးခုဆိုရင်ကျွန်တော်တော်လိုင်းရပြီးသူတွေနဲ့ PDF တွေကနေပြတော့မှတကယ်ကိုစီဝန်ခွင့်မှုတွေဖြစ်နေပြီဆိုတော့ပုံစံမျိုးတွေအထိရိုက်သွေးဖို့စူးစမ်းနေတာကိုတွေ့ရတာပြတော့မှခုတော့သူတို့ဆစ်ရှုံးနေတဲ့ ဒီအခန်းကရတွေနဲ့တိုက်ပွဲသတင်းတွေကိုဖုံးပြီးချိန်လုံးလို့ပေါ့အခုဆိုရင်ဒီရေချုံပေါ်ကုန်းပေါ်ဝင်ချာနဲ့ဘောမရုပ်ကွက်တွေနဲ့ပြတော့စစ်တိုက်လို့ဆောင်ပြောဆိုလာတာကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီရနဲ့ပြတော့တော်လန်ရေးတဖို့ဝင်နေနဲ့ကျွန်တော်တို့ဖန်ဆီးရပြီတဲ့ပေါ့နော်စစ်တုံးမနဲ့ကိုမလို့ပေးတင်တော့ဘူးဆိုပြတော့မှပြောဆိုထားတဲ့အရာလေးကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ခင်ဗျားတို့အစားအသေးကမမတိုက်နိုင်ဘူးတရားတွေတုံ့ပန်းတွေကိုတောင်းမယူနိုင်လို့ရှိရင်မတိုက်နိုင်ဘူးဘာဖြစ်လို့တိုက်တာလဲတိုက်ပြီးတော့ ဟုတ်တယ်မတိုက်ပြီးလို့ရှိရင်လည်းမိခဲ့တဲ့တုံမန်းအားလုံးကဒီတော်လိုင်းမပြီးပြတ်သေးတဲ့ကာလမှာလွတ်ပေးစရာအကြောင်းမရှိဘူး။နော်အဲ့လိုလွတ်ပေးလိုက်တဲ့အတွက်ခမားတို့ရဲ့လောက်ရက်ကနံပါတ်၁ကိုလက်ရင်အောက်မှာတင်ချင်းပြည့်စည်းွားရတဲ့နော် MNDA တပ်ဖွဲ့ဝင်တွေမဟာမိတ်တပ်ဖွဲ့ဝင်တွေဒါမျက်နှာအိုးမဲ့တုတ်တာ။အဲ့ဒီအတက်နဲ့ရင်းပြီးတော့ဒီကောင်တွေကိုဖမ်းဆီးခဲ့ရတာ။ခမားတို့ခေါင်းဆောင်တွေကဒီကောင်တွေကိုလွတ်လပ်ကူရန်သူလက်ထက်ပြန်ထည့်ပေးလိုက်တဲ့လောက်ရက်ကဘယ်လောက်ရုပ်စိုးအကြီးတန်းနဲ့စဉ်းစားကြည့်ရင်ဖြစ်တဲ့ဖြစ်ထိုင်တာ။အဲ့လိုမှမလုံနိုင်ရင်အစရဲမတိုက်နဲ့။နော်မတိုက်နဲ့အစရဲကနော်ဒါ MNDA ကမဟုတ်အဖွဲ့တိုင်းကိုပြောတာ။အဲ့လိုမျိုးမလုံနိုင်အစရဲမတိုက်နဲ့။ တိုက်ပြီးတော့မိတဲ့တုတ်ပန်းအောင်လေပောက်ပန်း40လက်လို့ဆက်ပဲထွက်တဲ့ဟာအောက်ချီအတက်နဲ့ရင်းပြီးတိုက်ပြီးနေတဲ့ရဲဘော်တွေကိုကို့ရဲဘော်ကိုလီးလာကြတယ်အတူတူပဲလုံးဝမဖြစ်တဲ့နဲ့ကိစ္စကြီးနော်အခုတောင်ပိုင်းတိုင်းမှာတောင်ပိုင်းတိုင်းအဖွဲ့တစ်ခုခေါင်းဆောင်ပြောကျွန်တော်ပြောဘူးလေကိုစည်းကကျွန်တော်တောင်ပိုင်းတိုင်းလူပြောကန်ကြည့်တယ်ဆိုတာအကြောင်းအရာမျိုးရှိတယ်အဲ့ထဲမှာဘာတွေရှိတယ်နော်ကျွန်တော်တို့တိထားတာတိထားပါတယ်ဘာကြီးလဲဆိုတော့ကျွန်တော်ဒီစခန်းကိုအင်အားတရာရှိတယ်ဒီစခန်းကိုတိမ့်မယ် ဲ့တော့ဒီစခန်းကိုလစ်လာထားတယ်ဝင်ပေါက်ဖောက်ပေါက်တွေရိတ်ခါလမ်းကြောင်းတွေဖြတ်တောက်ထားတယ်ပြီးတော့ချင်းဒီစခန်းသိမ်းမှာကြာချင်းဘလောက်ရှိမှာတွက်ချက်ထားတယ်ကြာချင်းဘလောက်မှာကျွန်တော်ရေပေါ်တယောက်ကိုကြည့်ဘလောက်တုံးမယ်နော်အဲစခန်းတက်သိမ်းနဲ့ကြာချင်းဘလောက်ဖိုးစစ်ဘလောက်အဲ့ကြာချင်းဘယ်ချိန်မှမြန်ဆုံးမယ်စတဲ့ချင်းဒီအကုန်ကြစိတ်တွက်ထားတယ်အဲ့ဒီချိန်မှာအဲ့ဒီမြောက်ပိုင်းရနေလာတဲ့အခုတိုင်းမှုလို့ကောင်းမျိုးပေါ့နော်အဲ့လိုကောင်းမျိုးတွေကို MND ရဖြစ်ပါဖြစ်အဲ့ပေးလိုက်တဲ့စစ်တုံးမင်းကြီးလဲထားတဲ့ကောင်စစ်ကောင်စီကမင်းတို့ထောင်ထဲဝင်မလားရှင်းထမ်းပြန်ထွက်မလားပြီးတယ်အဲ့တော့ဘယ်သူဖြစ်ဖြစ်ခေါင်းထဲတော့ဘယ်သူမှမဝင်ဘူးလေရှင်းထားထွက်မယ်ဆိုတော့အဲ့ကောင်ကြီးအားလုံးကိုဒီအင်ရတရာရှိတဲ့စကားကိုနောက်ထပ်တရာနှစ်အောင်ထပ်ဖို့ရည် ထမတူမှာအင်အားတရားပဲရှိတာဘေးကဝိုင်းကားတော့ခန်းနေရတယ်ဟောတူမှာနောက်ထပ်အင်အားတရားနေရထက်ရောက်ရောတူကဘာလုပ်လဲအဝိုင်းခံထားရတဲ့ဘောကနေတူကစစ်တောင်းပြန်ထိုးတယ်အဲ့တော့ကိုကသူတို့တိန်းဖို့မဆုထားတဲ့ပြည်စံကသူတို့ထိုးလာတဲ့စစ်တောင်းကိုပြန်ခုခံစစ်အဖြစ်ပြန်သုံးလိုက်တာလေအဲ့တော့တိုက်ဝဲတဝဲတိန်းဖို့အတွက်ကျွန်တော်ကြည့်ဘယ်တော့ကုန်လဲအဲ့ဒီရောက်ဖို့ကြည့်ဦးအသေးအတန်စုရတာကျွန်တော်ပြည်သူ့ကဘယ်တက်ဖွဲ့လဲဆိုတာပြည်သူထွေးနေတာနဲ့စုရတာမင်းအောင်နဲ့စစ်တပ်လို့နိုင်ငံဘန်နာကိုပြင်ခုထားပြီးပေါက်မလေးစစ်လုပ်ခွင့်ရတာမဟုတ်ဘူးအဲ့တော့ဒီမှာတိန်းဖို့အနေထားနေခါဒီကြီးကဒီမှာခုခံစစ်အဖြစ်ပြန်သုံးလိုက်တယ်ဟောတိုက်ဝဲရစခန်းမသိမ်းရတဲ့အဖြစ်ကြောင်းပြန်ပြန်ပြောရရက်လာ အဲ့လိုနဲ့ကျွန်တော်တို့ထိတာဒီမနေဘူးဒါအဲ့တော့တောင်ပိုင်းမှာလည်းအဲ့ပြဿနာလေးအများကြီးကြုံရတယ်အဲ့တော့လုံးဝမလုပ်တဲ့တဲ့ကိစ္စအခုကဲစဉ်းစားကြည့်တော်လိုင်းလေးမပြီးသေးဘူးဒီ MND နေနေနဲ့တိချင်တာကကျွန်တော်ခင်ဗျားတို့ရဲ့တော်လိုင်းလေးပြီးွားပြီလားအခုလက်ရှိစစ်ကောင်စီနဲ့အပေးယူလုပ်တဲ့နေရာမှာဒါခင်ဗျားတို့ကတင်းနေလိုက်ပြီလားအဲ့ဒီဒါခင်ဗျားတို့နေရာမပိုင်သေးဘူးနော်ခင်ဗျားတို့ကိုပိုင်အောင်ထုတ်ဖို့ရလေးတာပေါ့ဘူးနော်ခင်ဗျားတို့ကတိုင်းတိုင်းလက်နက်ကင်အဖွဲ့တစ်ခုနေတယ်ပဲရှိသေးတယ်နည်းနည်းအခြေဆိုင်တဲ့အဖွဲ့တစ်ခုနေတယ်ပဲရှိသေးတယ်အဲ့လောက်နဲ့တင်းနေလိုက်ပြီလားကိုစီကတော့ MND ကိုအဲကိုမေးလိုက်တာနော် ကျွန်တော်ရှမ်းမြောက်တိုက်ပွဲမှာဆိုရင် MNDB ကနေပြန်ဖြစ်ရမိတဲ့စစ်ကောင်စီရဲ့အဒီဘူကြီးတွေနဲ့အောက်ခြေသက်သားတွေကိုစစ်တုံးပန်းချင်လက်လက်တဲ့အနေနဲ့ပြန်လို့ပေးခဲ့တာပြပမာအဲ့ဒီကောင်တွေကတောင်ပိုင်းဘက်ကိုပြန်လဲဆေလွတ်ချင်းခံခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။အရင်တော့လည်းကိုစဲတို့အိုးစုတွေကနေပြမာလဲအဲ့လိုမျိုးလားသူကိစ္စတွေပြောဖို့ခဲ့တာမဟုတ်ပါနော်။ကျွန်တော်တို့ဘက်ကနေပြမာခုဆိုရင်တော်လိုင်းတပ်ဖွဲ့ဝင်တိုင်းအနေနဲ့ဖမ်းဆီးမိတဲ့စစ်တုံးပန်းတွေကိုချစ်ချင်းမလို့ပေးတင်မယ်နဲ့ကျွန်တော်ဒီရရနေနေပေါ့နော်ခိုင်းစေလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ကြားသိနေရတာပဲဖြစ်ပါတယ်။ ဗီတိုရီဘက်ကနေပြီးတော့မှလည်းအခုဆိုရရအနေနဲ့ကျတို့ထောက်ဖို့လို့နေကြတာမို့လို့အခုဆိုရရင်ကျတို့ဒီတော်လိုင်းရဲ့ဘယ်ချိန်ပြီးမယ်ဆိုတော့အတိုင်းဒါတိပေါ့နော်တွက်ဆထားတာအကြောင်းမို့လို့ကျတို့ P2P သားတွေနဲ့တော်လိုင်းရဲ့တဖို့ဝင်တွေအထူးသဖြင့်သူတို့ကနေပြီးတော့မှဖန်ဆင်းမိတဲ့စစ်တုပ်ပေါ်နေကိုတေချာလို့စစ်စစ်အေးယူပြီးတော့မှကျတို့အနေနဲ့လွတ်လွတ်စပ်ပဲမလွတ်တင်တော့ဘူးဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါ P2P များလို့ထူးချေးဆုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြည့်စုံပြီးတော့မှဒါရဲ့ channel နေတက်လေးပန်ဆိုင်ချပါစေလို့ ျွန်တော်ဒီနေ့ကနေစုံကောင်းတောင်းပေးလိုက်ပါရစေ။